ီကပ်ပြခင်ရတာကြောင့်မလို့ကမ္ဘာဖလားအဖွင့်ဘွဲကိုပါရော်နယ်ဒိုလွဲချော်တဲ့သတင်းကိုနားထောင်ပါခင်ဗျာပေါ်တူဂီအသင်းကောင်းဆောင်ရော်နယ်ဒိုဟာအယာလန်ကိုရှုံးနေခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲစဉ်မှာအနီကပ်အပြခံရတာကြောင့်မလို့လာမယ့်နေရာဒီမှာကစားမယ့်ကမ္ဘာဖလားအဖွင့်ပွဲစဉ်ကိုပါလွဲချော်မယ့်အခြေအနေတွေနဲ့ရင်ဆိုင်လိုက်ရပါပြီပေါ်တူဂီကအယာလန်ကိုငကိုးကိုမရှိနဲ့ရှုံးခဲ့တဲ့ပွဲရဲ့ပွဲချိန်59မိနစ်မှာရော်နယ်ဒိုဟာအယာလန်နောက်ခံလူဒါရာအိုရှေးကိုတဒေါင်နဲ့တွတ်ခဲ့တာကြောင့်မလို့ဒါရဲ့အနီကပ်နဲ့ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ် ကွေးလေတိုင်ကအဝါကက်စပြခဲ့ပေမဲ့ VAR ပြန်ကြည့်ပြီးတဲ့နောက်မှာတော့ဓာတ်ရိုက်အနီကက်နဲ့ထုတ်ပယ်ခဲ့တာပါအဆိုပါအနီကက်ဟာရော်နယ်ဒိုအတွက်ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ226ပွဲကစားခဲ့ရမှာပထမဆုံးပြခံရတဲ့အနီကက်ဖြစ်ခဲ့ပါတယ်ရှုံးပွဲကြုံခဲ့တာကြောင့်မလို့ပေါ်တူဂီဟာလာမယ့်နိုဝင်ဘာလ16ရက်နေ့မှာကစားမယ့်အာမေးနီးယားနဲ့ပွဲမှာနိုင်ပွဲရမှာပဲကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်တော့မှာဖြစ်ပါတယ် ရိုနယ်ဒိုဟာအာမေးနီးယားနဲ့ပွဲကိုလွဲချော်မှာဖြစ်တဲ့အပြင်အာမေးနီးယားကိုပေါ်တူဂီကနိုင်ပြီးကမ္ဘာဖလားခြေစစ်ပွဲအောင်ခဲ့ရင်လည်းကမ္ဘာဖလားအုပ်စုအဖွင့်ပွဲစဉ်ပထမဆုံးပွဲကိုလွဲချော်မှာပါရိုနယ်ဒိုဟာ VAR ကြည့်နေတော့မှဒါရာအိုရှေးကိုငိုနေတဲ့ပုံစံနှုတ်ပြပြီးဟမ်မဆောင်နဲ့ဆိုတဲ့ပုံစံသဘောတုံ့ပြန်ခဲ့ပြီးတဲ့နောက်မှာတော့ရိုနယ်ဒိုတိုက်ရိုက်အနီကက်အပြခံရချိန်မှာအိုင်ယာလန်ပြည်သက်တွေကရိုနယ်ဒိုကိုသူ့လုတ်တဲ့အပြုမူတိုင်းလုတ်ပြပြီးတော့ပြန်လဲလောင်ပြောင်ခဲ့တာကိုလည်းတွေ့ရပါတယ်ခင်ဗျာ